ပါကစ္စတန်နိုင်ငံရဲ့ဘူညန်အယ်မာဆူစ်ဆက်စင်ရေးအကြောင်းဖြစ်ပါတယ်။ဧပြီလ22ရက်နေ့ကစတင်ခဲ့တဲ့အကြမ်းဖက်ပြစ်ဒဏ်တိုက်ခိုက်မှုနောက်ွယ်မှာနောက်ဆက်တွဲဖြစ်ရများပေါ်ထွန်းလာပြီးဖြစ်ပါတယ်။မေလ9ရက်နေ့မှာအိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံ တွင်းမှာရှိတဲ့အထူးသဖြင့်ကက်ရှမီးယားဒေသမှာရှိတဲ့အချမ်းဘက်သမားများခိုးလောင်ရာတင်နန်းပေးရာ နေရာဒေသများကိုတိုက်ခိုက်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံရဲ့စစ်စင်ရေးအမည်ကို Operation Sindhu လို့အမည်ပေးခဲ့ပြီး ပါကစ္စတန်နိုင်ငံကလည်းယခုတဖန် Operation Bunyan Al Masu ဆိုပြီးတော့စစ်စင်ရေးအမည်ပေးတိုက်ခိုက်လာပြန်ပါတယ်။အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံကြားမှာရှိတဲ့တင်းမာမှုများဟာအမိုက်ကစပြတ်သက်မီးမလောင်အောင် စီစဉ်ဆောင်ရွက်ဖို့နှစ်နိုင်ငံအကြားမှာရှိတဲ့ခေါင်းဆောင်များရဲ့ဆုံးဖြတ်ချက်များအရေးကြီးသလိုဒေသတွင်းနိုင်ငံများကမ္ဘာနိုင်ငံများရဲ့အခမ်းအနားများလည်းပုံမှုအရေးကြီးလာနေပြီဖြစ်ပါတယ်။ကိုလိုနီနယ်ချက်များရဲ့မစားရတဲ့အမဲသဲနဲ့ပက်ခဲ့တဲ့လောက်ရဖြစ်စဉ်များမှာအိန္ဒိယနဲ့ပါကစ္စတန်ဟာနှီးမျိုးစုံနဲ့အကျိုးသက်ရောက်ပြီးနိုင်ငံရေးလူမျိုးရေးဘာသာရေးကိုယ်ခွဲယုံကြည်မှုဘာသာစကားဓလေ့ထုံနှံစတဲ့ အယောင်သွေးစုံလင်လာတဲ့အိန္ဒိယနိုင်ငံကြီးကိုနေပေါင်းဆောင်ဖြင့်တတ်ရှုဖြိုခွဲခဲ့တဲ့အကျိုးရလဒ်များကို လက်ရှိ မျက်မှောက်ကာလအထိတွေးမြင်နေရဆဲဖြစ်ပါတယ်။နှစ်နိုင်ငံကြားတင်းမမှုများနဲ့အတူသတင်းတုသတင်းမှားများများစွာပေါ်ထွန်းလျက်ရှိပြီးလှုပ်ကြံဖန်တီးထားတဲ့သတင်းများလည်းပေါ်ပေါက်ကအပြန်အလှန်ဝေဖန်ထိုးနှက်တိုက်ခိုက်တည်ရရှိပြီး မှန်ကန်တိကျတဲ့သတင်းများကိုလည်းရှာဖွေရန်ခက်ခဲလာပြီဖြစ်ပါတယ်။သတင်းစာသုံးသူ လူသားများအနေဖြင့်လည်းမှန်ကန်တဲ့သတင်းများကိုသာ လက်ခံစာသုံးကြပါရန်အင်းအခြားသော ထင်အောင်ထင်မှားသတင်းများလူသားများရဲ့စိတ်နှလုံးကို တွေးဝေးစေနိုင်တဲ့သတင်းများကို အထူးရှောင်ရှားကြရမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့စတင်တိုက်ခိုက်ခြင်းဟာအကြမ်းဖက်သမားများခိုအောင်ရနေရဒေသများဖြစ်ပြီးအရဖက်ပြစ်မှတ်များမပါဝင်ကြောင်းပြောကြားခဲ့တဲ့သူပါကစ္စတန်နိုင်ငံကလည်းပါကစ္စတန်နိုင်ငံအတွင်းရှိအရဖက်ပြစ်မှတ်များကိုအိန္ဒိယကတိုက်ခိုက်ကြောင်းပြန်လည်ပြောကြားလာပြန်ပါတယ်။မြေတို့သောအပြန်လဲဆွဆွဲပြစ်တင်ဝေဖန်မှုများရှိနေသည်ဖြစ်စေပဂရီအခြေအနေရရက်ကို လူသားများနားလည်ရန်လိုအပ်ပါတယ်။ ပါကစ္စတန်နိုင်ငံအနေဖြင့်မိမိတို့ရဲ့ပြဿနာရများကိုမှန်မှန်ကန်ကန်လေးလာသိရှိရန်လိုအပ်ပါတယ်။ပါကစ္စတန်နိုင်ငံထပ်မံမပြေကိုကွဲစေရေးအတွက်အထူးတတိထားဆောင်ရွက်ရန်လိုအပ်လှပါပေတယ်။ မီးလောင်ရာလေပင်လုံရက်များအခြားအကျိုးမရှိတဲ့လုံရက်များကိုနိုင်နိုင်ငံဆောင်ရှားပြီးလက်တွေ့ထိရောက်တဲ့နေလမ်းများကို ဆောင်ရွက်ကြရန်လိုအပ်ပါတယ်။ပါကစ္စတန်နိုင်ငံအနေဖြင့်အကြံပေးလုံရက်များကိုမြေတို့မြေပုံနှိမ်နှင်းပြီးမြေတို့မြေပုံကာကွယ်ဆောင်ရှောက်မည်ဆိုတဲ့အဖြေများပေးရန်လိုအပ်ပြီးအိန္ဒိယနိုင်ငံကလည်းသမျိုးကြစစ်ပွဲသမျိုးကြမှုတ်တဲ့စစ်ပွဲမှတဆင့်အခြားသောစစ်ပွဲများမဖြစ် လာအောင်ပေါ်ပေါက်လာခြင်းမရှိအောင်လူသားများအကျိုးမရှိတဲ့စစ်ပွဲများပေါ်ပေါက်လာခြင်းမရှိအောင်ထိမ့်ထိမ့်တိမ့်တိမ့်ဆောင်ရွက်ရန်လိုအပ်ပါတယ်ပါကစ္စတန်နိုင်ငံရဲ့ပဂတိစီးပွားရေးအခြေအနေရရက်ကိုလည်းပါကစ္စတန်ခေါင်းဆောင်နဲ့ပြည်သူများသိရှိလက်ခံကြရန်လိုအပ်ပါတယ်ပါကစ္စတန်နိုင်ငံအတွင်းမှာရှိတဲ့ ဘလူးချစ်စတန်ပြည်နယ်ကလည်းပါကစ္စတန်တပ်ဖွဲ့များကိုတိုက်ခိုက်မှုများလှုံ့ဆော်လျက်ရှိပြီးပန်ဂျပ်ပြည်နယ်ကလည်းအချိန်လေးပေးလျင်တေးကြခွတ်ထွက်လာမဲ့အရေးအယောင်များတွေးရှိနေရပါတယ်။ပါကစ္စတန်နောက်ွယ်မှ ထောက်ခံအားပေးလျက်ရှိတဲ့အဖွဲ့အစည်းများနိုင်ငံများအနေဖြင့်လည်းအချိန်လေးရရက်ကိုမှန်ကန်စွာ သိရှိရန်လိုအပ်ပါတယ်။ အလားတူအိန္ဒိယနိုင်ငံဘက်မှထောက်ခံအားပေးလျက်ရှိတဲ့နိုင်ငံများအဖွဲ့အစည်းများအနေဖြင့်လည်းစစ်ပွဲကျယ်ပြန့်လာခြင်းမရှိအောင်ထိန်းသိမ်းတိမ်သိမ်းဆောင်ရွက်သင့်ပါတယ်။အပြန်အလှန်ထိုးနှက်တိုက်ခိုက်ခြင်းများရဲ့နောက်ဆက်တွဲဖြစ်တဲ့ပျက်စီးဆုံးရှုံးမှုများမြေသည့်လေရင်များကိုမြေတို့ပစ်ချသည်မြေသည့်ပစ္စည်းများပျက်စီးသည်မြေသည့် တက်သေးထောက်ထားများရရှိသည့်အခြားသောပျက်စီးဆုံးရှုံးမှုများကိုအသေးစိတ်ဖော်ပြခြင်းဖြင့်မြေတို့များထူးခြားတဲ့အကျိုးရလက်ရရှိနိုင်ခြင်းမရှိပါ အလားတူအဆိုပါသတင်းများကိုလည်းအတည်ပြုနိုင်ရန်လည်းလိုအပ်တဲ့အတွက်အဆိုပါသတင်းများကိုအသေးစိတ်ထုတ်ပြန်ဖော်ပြခြင်းမပြုတော့ပါအိန္ဒိယနိုင်ငံပြပရေးရာဝန်ကြီးဌာနနှင့်ကာကွယ်ရေးဝန်ကြီးဌာနများကလည်းဘူတွဲသတင်းစာရှင်းလင်းပွဲများလှုပ်ဆောင်ပေးလျက်ရှိပါတယ် အလားတူပါကစ္စတန်နိုင်ငံဘက်မှလည်းတရင်ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်လျက်ရှိပြီးခိုင်လုံတဲ့တရင်များပေါ်ပြရန်လဲတေချာစွာစဉ်းစားရန်လိုအပ်ပါကြောင်းတင်ဆက်အပ်ပါတယ်။တင်းမာမှုနှင့်စစ်ပွဲအချိန်ကြာမြင့်လာသည့်နှင့်အမျှမြေသူနှင့်နာမည်မြေသူဆုံးရှုံးသွားနိုင်သည်ဆိုရဲအဖြေကတော့ရရှိပြီးထင်ရှားပြီးဖြစ်ပါတယ်။အဲ့ဒီအတွက်မိမိတို့ရဲ့နိုင်ငံရဲ့အကျိုးကိုဆွေးနွေးညှိနှိုင်းခြင်း အခြားသောထိရောက်တဲ့လက်တွေ့ကြတဲ့ဂျာဝင်စေဆက်ညှိနှိုင်းဖြည့်ရှင်ရေးအဖွဲ့အစည်းများဖွဲ့စည်းခြင်းနှုတ်နှစ်ဖက်နှစ်နိုင်ငံရဲ့ဗက်လိုက်မှုကင်းရှင်းတဲ့ထိရောက်တဲ့ကော်မရှင်များဖွဲ့စည်းခြင်းဖြင့်ဆောင်ရွက်သင့်ပါကြောင်းတင်ဆက်အပ်ပါတယ်။